မကောင်းတဲ့ဇေယိဝါသနာတွေတွေ့ရှိလာလို့ရှင်တော့ကိုယ့်ဘကိုပြင်မပဲရတယ်မပြင်လို့ရှင်ဒီဇေယိဝါသနာအကျင့်ကြီးပါသွားအကျင့်ပါပြီးတော့ခေါ်ယိုးကျိုးသွားပြီးဆိုလို့ရှင်ပြင်မရတဲ့အဆင့်မျိုးရောက်သွားတယ်ယန္နာဖြစ်တော့ထောင်းမကျိုးဆိုတာရှိတယ်နော်ယန္နာဟာဇေယိဝါသနာကိုမပယ်ဘူး ဝါဒနာဆိုတာဘာကိုပြောတာလဲပမာစကားလို့ဖြစ်နေသူတွေကပြောကြတယ်ဝါဒနာပါတယ်ဝါဒနာပါတယ်ဝါဒနာဆိုတာပါဠိစကားပမာစကားမဟုတ်အဲ့တော့ပါဠိစကားရဲ့အဓိပ္ပာယ်ကအထုံရသွားခြင်းလို့အဓိပ္ပာယ်ရှာတယ်အထုံရသွားတဲ့ဆိုတာပါလေဒီ အယက်ပလင်းမှာအယက်တုံလိုက်တော့လည်းပဲအယက်နံ့ကကြမ်းနေတယ်အဲ့လိုမျိုးဆိုလိုတာနော်အထုံရသွားတယ်အဲ့ဒီဆရာဆိုးရဲ့အနတ်အသက်ကျဉ်ကျက်နေတဲ့အနတ်အသက်ကိုဝါသနာလို့ခေါ်တော့ပါဠိရဲ့တပည့်ထုံခြင်းဆိုထုံနေတယ်ဆိုအနတ်နဲ့ထုံမှန်းတယ်ဆိုပမာစကားပေါ့နော်အဲ့ဒါဝါသနာ အဲ့တော့ပါဠိစာပေရဝါသနာဆိုတာဘာရောလို့ပြောလို့ရှင်ကိလေသာရဲ့တတ္တိလို့ဒီလိုဖြေရမှာဖြစ်တယ်ကိလေသာဆိုတာသူတို့ဆိုလောဘဒေါသမောဟအဲ့ဒီကိလေသာ7ပါ အကုသိုလ်တရားတွေရဲ့တတ္တိတွေကြံနေတယ်ဖြစ်ပါများတဲ့အခါမှာအကျင့်ဖြစ်သွားဥပမာမဲ့လောဘကြီးတတ်တဲ့လူက လောဘကင်းသွားတော့မှပဲလောဘကြီးတဲ့ပုံပန်းတဏရှိနေတယ်ဒေါသပယ်လိုက်လို့ဒေါသပြောက်သွားတော့မှဒေါသဆက်ရိုက်ဒေါသဝါဒနာတွေကရှိနေတယ်ဒေါသဆက်ရိုက်ကဘယ်လိုရှိတော့ဆိုဒီတကယ်စိတ်မဆိုးတော့မှပဲသူပြောတာဆိုတာလှုပ်ထကြတာကစိတ်ဆိုးတဲ့ပုံစံမျိုးကြီးဖြစ်နေနော်ကြုံမှုကြလိမ့်မယ်အဲ့ဒါမျိုး ူစိတ်ဆိုးတာတော့မဟုတ်ဘူးဒါပေမဲ့ပြောတာဆိုတာလှုပ်တာကြိုင်တာသွားတာလာတာစိတ်ဆိုးနေတဲ့ပုံစံကြီးဖြစ်လာအဲ့ဒါမျိုးဝါသနာလို့ခေါ်တာရဟန္တာတောင်ဝါသနာဆိုမပဲ့ဘူးတဲ့ကိရိတာရဲ့တတိလို့ခေါ်တဲ့ဝါသနာကိရိတာက effect ဖြစ်နေတာပေါ့နော်ကိရိတာရဲ့အရှင်အရှင်ကျန်းနေတယ်အရဲ့ပလင်းပြီးအပလင်းကိုတွန်လိုက်တဲ့အခါမှာအရဲ့